အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မှာတော့ဖိတ်ကိုက်ကြီးကိုက်ကြော်နီလေးနဲ့ဖိတ်ချင်ဆက်နီလေးကိုကျွန်တော်မျှဝေမှာဖြစ်ပါတယ်ဒီနီလေးကပေါ့နော်ကြော်ရတာလည်းလွယ်ကူတယ်အရန်အောင်မှလည်းစားလို့ကောင်းတဲ့ကြော်နီလေးဖြစ်ပါတယ်ခင်ဗျာကြီးကိုက်ရဲ့အသက်ကတော့ဖိတ်ချင်မှဖြစ်ပါတယ်ခင်ဗျာဖိတ်ချင်ကိုတော့ဗီဒီယိုရဲ့နောက်ဆုံးမှာကျွန်တော်ပြပေးထားပါတယ်ပါဝင်တဲ့ပစ္စည်းလေးတွေကတော့ညှက်ဖက်လို့မယ်ပဲပြုတ်ပဲပင်ပေါ့လို့ပါမယ်အသားကတော့မိမိချက်နှစ်သက်တဲ့အသားနဲ့အသုံးပြုနိုင်ပါတယ်ဖိတ်ကိုက်ကြီးကိုက်မှာကတော့စီဖုပင်လယ်သားနဲ့အကောင်းဆုံးပေါ့နော်ဒါလေးကတော့ပအုံးကြီးပါကျက်သွေးမျိုးနှုတ်ဆင်းထားပါမယ် ပိတ်ခြင်းအတွက်လိုအပ်တဲ့ပစ္စည်းလေးတွေပါဒီနေရာမှာကိုယ်ကချက်သွင်းနေကြရင်ထည့်လို့ရပါတယ်။အာပစ္စည်းလေးတွေစဉ်းစားဖြစ်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့စပြီးတော့ကြော်ပါပြီ။အရင်ကတော့ချက်သွင်းမျိုးထည့်မယ်။အနံလေးမိုးလာလို့ရှိရင်တော့ပဇွန်ထည့်ပါမယ်။ပဇွန်လေးတွေကြက်အောင်ကြော်လိုက်ပါမယ်။ပဇွန်လေးတွေကြက်လာပြီဆိုလို့ရှိရင်တော့မုတ်ဖက်ထည့်ပါမယ်ခင်ဗျာ။ဒါကကျွန်တော်တပွဲစားကြော်ပြပေးရတာဖြစ်ပါတယ်။မုတ်ဖက်လေးတွေ၆သွောင်းအောင်နေငယ်တမတော့မှုလိုက်ပါမယ်။မုတ်ဖက်လေးတွေ၆လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေမယုတ်စီထည့်ပါမယ်ခင်ဗျာ။ ။ယင်းလေးကကျွန်တော်ချက်ပြတာတဲ့ငရုတ်စီရှိပါတယ်။ရုတ်ငရုတ်စီမရှိလို့ရှိရင်တော့အရာတင်မုံအနေနဲ့သုံးပြရပါမယ်။ရတာတော့အရင်ဆုံးစားချွတ်မုံကျသားမုံအနေနဲ့ဒီသုံးပြထားပါပဲခင်ဗျာ။ရတာတွေထည့်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့တမတော့အောင်ပြန်မွေလိုက်ပါမယ်။အမသောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့နောက်ထပ်ပင်းကပြရဲ့အကျဲလေးထည့်ပေးရမှာဖြစ်ပါတယ်။ပဲပြုတ်လေးပါတစ်ခါလေးထည့်ပါမယ်။ပဲပြုတ်ထည့်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ပအုံးရီထည့်ပါမယ်။ပအုံးရီတော့ကျွန်တော်အရင်ရှင်တဲ့အတွက်ရေလေးနှင်းငယ်ယူလိုက်ပါ။ရင်နွေးလေးနှင်းငယ်ယူလိုက်တယ်ပေါ့နော်။ ပေါ်ဝင်သုံးစင်းဆိုလို့ရှိရင်ရင်တွင်းနဲ့ဆွန်းလောက်တည်းရိုးလို့ရပါတယ်။ရတာလေးထည့်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့၆သွားတဲ့ဒီနေငယ်သမတ်သွားအောင်မှုပါမယ်။ဒီနေရာမှာကိုကဘဲဘဲမောက်ကိုဆိုင်ဆိုင်လေးစားကျင်နေဆိုလို့ရှိရင်တော့နောက်ဆုံးမှထည့်ပြရပါမယ်။ဘဲဘောက်ကိုနွမ်းနွမ်းလေးစားကျင်နေဆိုလို့ရှိရင်တော့ကြက်အောင်စားကျင်နေဆိုလို့ရှိရင်တော့ခုလေးတွေကထည့်ပြီးတော့လှိမ့်ပြရပါမယ်။ဘုတ်ဖက်လေးလေးနဲ့၆ပြီးဘဲမောက်လေးတွေလည်းနွမ်းသွားပြီဆိုလို့ရှိရင်တော့ကြက်ဦးထည့်ပါမယ်ခင်ဗျာ။ကြက်ဦးတို့မဟုတ်ဘဲဦးခြိုက်တဲ့ဟာကိုသုံးလို့ရပါတယ်။ကျွန်တော်ကတော့ကြက်ဦးနဲ့သုံးပြပေးထားပါတယ်ခင်ဗျာ။ ချက်ဦးလေးကိုအခုလိုမျိုးမကြက်တကြက်လေးဖြစ်ပြီဆိုလို့ရှိရင်မုတ်ပတ်နဲ့ရောပြီးတော့တမတော့မှုန်လိုက်ပါမယ်ဒီနေရာမှာအရသာကိုကိုလိုချင်တယ်လို့ထက်ထည့်လို့ရတယ်ပေါ့နော်ကျော်နေရတော့ဒီနေ့တိုင်းတူတူပါပဲဒီအခုလိုမျိုး6သွားအောင်ကျော်လိုက်ပြီဆိုတာနဲ့အရန်စားလို့ကောင်းတဲ့ကကြီးကြိုက်လေးရရပြီဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဘိတ်ချင်လို့ပို့စပြီးတော့ ဖြစ်စင်ပါမယ်။ဘိတ်ချင်လို့ဖို့အတွက်ကကျွန်တော်တို့တွေပအိုးရီတမင်းစားစွန်းနဲ့နှစ်စွန်းကိုယူနစ်ဘူးနှစ်စွန်းရောထားပါမယ်။ဒါကတော့ကျွန်တော်တို့ကြာညို့ငပြိုင်ပေါ့နော်။ပင်ငပြိုင်လေးထည့်ရပါတယ်။ဒီနေရာမှာ ABC သုံးမယ်ဆိုလို့ရှိရင်လည်းသုံးလို့ရပါတယ်။သူကအယောင်လေးနဲ့အချိုနဲ့ငယ်တွက်သုံးထားပါတယ်။စားလေးနဲ့ငယ်ထည့်ပါမယ်။ဒါကတော့ကျွန်တော်တဏိတကြားပေါ့နော်။ထိုင်းတညက်လေးထည့်လို့ရပါတယ်။ကျွန်တော်ကတဏိတကြားလည်းမရှိဘူး။ထိုင်းတညက်လေးမရတဲ့အတွက်တညက်ကိုပဲကျွန်တော်ကအရင်ကြိုထားတာရှိတဲ့အတွက်အချို့အတွက်သုံးလို့ရပါတယ်။ကိုယ်ကတရားရည်ကိုသုံးပြပြီးတော့မှုလို့ရှိရင်လည်းရပါတယ်။ရတာတွေရပြီဆိုလို့ရှိရင်တော့ အသီးရွက်တွေထည့်မယ်ပေါ့နော်ဒါကတော့ဘိတ်ချင်မှာလိုအပ်တဲ့အသီးရွက်တွေဖြစ်ပါတယ်ကျက်သူနေကိုဒီနေရာမှာကြိုက်လို့ရှိရင်သုံးလို့ရပါတယ်သူ့ရတာကတော့ချိုချိုချင်းချင်းလေးဖြစ်နေရပါမယ်မြေုပ်သီးနဲ့ကျက်သူမျိုးနဲ့တွေ့တဲ့အခါမှာချိုချိုချင်းချင်းဆက်ဆက်လေးနဲ့ကက်ကြီးကနဲ့တွဲစားတဲ့အခါမှာအရန်အောင်မှာစားလို့ကောင်းတဲ့အခြေလေးဖြစ်ပါတယ်ခင်ဗျာပြီးနောက်ဆုံးမှာတော့ကျွန်တော်တို့တွေဆက်ထားတဲ့အရည်လေးလောင်းပြီးတော့နင်းငယ်တမတော်အောင်မှုပေးလိုက်ပါမယ်ဒါဆိုလို့ရှိရင်တော့ဘိတ်ချင်ရပါပြီသူရတာချိုချိုချင်းချင်းဆက်ဆက်လေးနဲ့အရန်စားလို့ကောင်းပါတယ်။ထမင်းနဲ့စားမယ်ဆိုလို့ရှိရင်လည်းအရန်မိုက်ပါတယ်ခင်ဗျာ။ဗီဒီယိုလေးကိုကြိုင်နေတဲ့တယ်ဆိုလို့ရှိရင်လိုက်အရှင်လုတ်ပေးသွားဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။ ီယူအားပေးနေတဲ့ဒုဒတာကျေးဇူးထူးတင်ပါတယ်ခင်ဗျဒီနေ့တိုင်းကြော်စားကြည့်ပါရန်စားလို့ကောင်းပါတယ်အားလုံးပါပါ